ညာရေး၊ကျန်းမာရေးနဲ့လူမှုရေးကဏ္ဍတွေမှာပရဟိတလုပ်ငန်းတွေလုပ်နေတဲ့ Candor Volunteers အဖွဲ့ရဲ့စာနာတတ်သူတို့ရဲ့ဖေးကူခြင်းဂိူနာလက်များဆိုတဲ့ခေါင်းစဉ်နဲ့ရန်ပုံငွေဖြောပြပွဲတစ်ခုကိုလာမယ့် Master 8ရက်နေ့ကျရင်ပြည်သူရင်မြန်မာကျင်းပသွားမယ်လို့ Master 2ရက်နေ့ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောလိုက်ပါတယ်။ Candor Volunteer အဖွဲ့ရဲ့ပရဟိတအလုပ်တွေရေရှည်ရည်တည်လောက်ကိုင်းနိုင်ဖို့အခုလိုရန်ပုံငွေဖြောပြပွဲကျင်းပတာဖြစ်ပြီးရလာတဲ့ရန်ပုံငွေတွေကတချို့ကတော့ဂျမဲသိရေဘေးအတွက်လှူဒန်းမှာဖြစ်တဲ့အကြောင်းနဲ့ ချန်တဲ့ငွေတွေကိုတော့နောင်လာမဲ့ပရာဟိတလုပ်ငန်းတွေအတွက်ဘန်မာသိမ်းဆည်းထားမယ်လို့အဖွဲ့ကောင်းဆောင်မတ်စုမြတ်နေဒီကပြောပါတယ် ဟုတ်ကဲ့အာဒီ၃လပိုင်းရှင်းရဲ့နေပြည်သူ့ရင်မြင်းတွေကတော်ဝင်နေစီဝင်မြခင်းမြင်းမှာကန်နေဗော်လန်တီးယားအထက်အဖွဲ့ကနေပြီးတော့ဆန္ဒတပ်သူတို့ရေဖိကူချင်းဂယူနာလက်များအမိနဲ့ရှုပ်ပွဲလုပ်ဖို့ရှိတာပေါ့နော်အဲ့ဒီခါကျတော့ဒီနေ့ကဒီစာနယ်ဇင်းမီဒီယာတွေကိုကန်နေဗော်လန်တီးယားအဖွဲ့ကနေရှုပ်ပွဲပြုလုပ်မယ့်အကြောင်းကိုတတိပေးအကြောင်းကြားလာပါရှင့်အာဒီဘွဲကရတဲ့ရန်မုံငွေကကျတော့အဓိကဒီ၃လပိုင်းထဲမှာဒီ ရမဲတင်းမှာရည်ရင်းတူဖို့ရှိတယ်။နောက်ပြီးတော့3 4လပိုင်းထဲမှာကျတော့အာညောင်နှုံးမှာတိမ်ညောင်နှုံးကနေပြီးတော့တိမ်မရှိတဲ့အကြောင်းတစ်ကြောင်းကနေပြီးတော့တိမ်လူကန်ထားလို့တိမ်သွားဆောက်ပေးဖို့ရှိတယ်။ဒါပေမဲ့ဒီရတဲ့အလူငွေကတော့တနေရာထဲမှာလုံးနဲ့ခဲနဲ့လူဖို့စီစဉ်တော့မရှိပါဘူးရှင်။ဖန်ငွေနေနဲ့ပဲဗန်ထဲမှာတိမ်ထားပြီးတော့တနေရာသွားလူကန်နေမှာမတီငွေအဖြစ်ဒီဖန်ငွေတွေကနေမှာ2သိန်းတော်လောက်ကောင်း5သိန်းတော်လောက်ကောင်းထုတ်ပြီးတော့မှဂျန်တဲ့ငွေကိုဒီလိုင်းမော်တွေပြန်ရှာပြီးတော့မှတနေရာတနေရာသွားလူမှာပါရှင်။သူတို့အဖွဲ့ရဲ့ပထမဆုံးပြင်ကျင်းပါမယ်။ပရာဟိတရံမုံငွေဖျော်ဖြေပွဲအတွက် အဓိကစပွန်ဆာမရှိတာကြောင့်မိတ်ဆွေအမှုပညာမောင်နှမတွေကအားဖြည့်ကူညီပေးပြီးအကောင်းဆုံးတင်ဆက်မှာမို့အားပေးကြပါအောင်လို့ City Star မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ပြည်သူရင်ပြင်နှင်းစီရေပန်းအဝိုင်းနာမှာကျင်းပမဲ့ဖျော်ဖြေပွဲမှာတော့အောင်မြင်နေတဲ့ဂီတကျဲပွင့်အဆိုတော်20ကတီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး Food Ticket ဒဇောင်ကို2000နဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ဒါဟာဝင်ခွင့်လက်မှတ်ပုံစံမဟုတ်ဘဲမုံဆိုင်အလှူငွေပါထည့်ဝင်ပြီးဖြစ်အောင်စီစဉ်ထားတာဖြစ်တယ်လို့ကိုရာဇကိုကိုကဆိုပါတယ်။ အားလုံးပေါင်းနာမည်ကြီးရရပါတော့ဟိုကျွန်တော်တို့အခုဆိုလို့ရှိရင်ဟိုကြားမှာပေါ့နော်ပြန်ပြစုစုပေါင်းကျွန်တော်တို့အယောက်20လောက်ကိုကျွန်တော်တို့ဖိတ်ကြားထားပါတယ်အဲအဓိကကျွန်တော်တို့ဘယ်လိုလဲဆိုတော့ပွဲလေးရတော့ bright ပွဲလေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကအမှလာတဲ့လူတွေကို food ticket ရောင်းမယ်ကျွန်တော်တို့ကြိုရောင်းထားတဲ့ food ticket မျိုးတွေလည်းရှိရပါတော့ဒါဆောင်2000လုံးနဲ့ food ticket buffet ပုံစံမျိုး food ticket ရောင်းသွားမယ်အဲ့ကရတဲ့ကျွန်တော်တို့အဆက်ကငွေကြေးရပါတော့အဲ့ကရတဲ့ဟာပြီးတော့ကြွေးပွဲလာကြည်ရင်နဲ့မှလူတန်းနဲ့ ်သူတွေရဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဖန်ပုံစံမျိုးလေးလုပ်တော့မှာပါဗျ။ကန်တော် volunteer အဖွဲ့ကို2014ဇွန်လမှာစတင်ဖွဲ့စည်းခဲ့ပြီးကိုလအတွင်ပရဟိတလုပ်ငန်း30ကျော်ကိုလှုပ်ဆောင်ခဲ့တယ်လို့အလူငွေအနေနဲ့ချက်သိန်းတရာလှူဒန်းခဲ့ပြီးပြီလို့ဆိုပါတယ်။